တတိဆန်အနံ့တတိဆန်မွေးတဲ့အိမ်ကအနင်းနဲ့အများအနံ့ရှိတာပဲနော်မာကြီးသိလားအနင်းနဲ့အများအနံ့ရှိခံနိုင်မိကြတာထမင်းနေမိကြရဲ့အားကြောင့်မလို့လေကျမလေရှိပြီးသားဟာတွေအဲ့ဒါကြီးလဲဖွားဝါးကြီးစလိုက်လို့ဒီအိမ်ကြီးမှာအိမ်ဆက်နှကောင်းလေးဘာတွေပောက်ပွားတာတနေ့တနေ့အစာဖို့ဆေးဖို့ကိုကိုမနေဘူးသိလားပောက်ပောက်ပြီဆိုတော့မွေးရပြီလေသိလားခွေးပဲငါးကဆိုတော့ခြံထဲမှာလေဟိုးစာပေါ့ဘယ်လိုခေါ်မလဲ မိုးရွာတယ်ဆိုညှီဆူဆူအနံ့လေးအမကြီးသိလားဟာညှီဆူဆူအနံ့ဘလို့မှမခံနိုင်ဘူးအားကြောင့်မလို့အခုတို့အိမ်ထဲလေးဟိုမီလေးတို့အိမ်တော်မှာအိမ်အစ်ဆောက်ပြီးတော့လုံးဝအဝင်မခံနဲ့တော့လို့အဝင်ခံရင်အနံ့ရှိတာပဲလို့သိလားအသက်ကြီးတာတော့အနံ့နေနှလုံးမခံနိုင်တော့ဘူးသိလားကျမတို့အခုလေသားသမီးရှိတဲ့ဟာ18နှစ်တယောက်ကတယောက်ကဟိုဥစား 16နှစ်ပေါ့လေ16နှစ်28နှစ်ပေါ့လေဟိုဥစားဂျွတ်ကြီးနဲ့တမော်ဒီနဲ့ကနှစ်ယောက်ဆုံးသွားပြီဆိုရက်ခါကြတော့ထမမွေးတော်ကိုတန်ရောစင်နေကျွန်မ16နှစ်28နှစ်လုံးလုံးကြီးတန်ရောစင်နေခံခဲ့ရတာလေကိုကကျတော့တတိဆံမွေးတယ်ဆိုတတိဆံသားသမီးလိုချက်တာသိလားအဲ့တော့လေသူတို့ဒဏ်နေခံရအခုဓာတွေကတော့အခု channel တွေမှာလေနေစင်တို့တွေနေပါစင်တို့တွေပါသိလားဆိုတော့ໜွေဆိုရင်တော့6တွေ့တော့ပြဿနာဖြစ်မိုးရင်းကြတော့မအီမိုးရည်တွေနဲ့အရည်တွေပျော်သွားသိလားပျော်သွားတော့လေ အနံ့အသက်တွေတွေ့ရမလားညှိတာလေညှိရမခံနိုင်ဘူးသိလားမခံနိုင်ငငယ်တော့ကတော့နည်းနည်းဒဏ်ခံနိုင်တယ်ကြီးလာတော့ယွန်တာတခုခုဆိုမခံနိုင်တော့ဘူးသိလားအဲ့အနံ့အသက်ဒဏ်ကိုလေနှလုံးမကောင်းတော့လေအန်ဂျင်နဲ့အော့ဂျင်နဲ့အဲ့လိုမျိုးအဲ့တော့မဖြစ်ဘူးလို့နောက်လေအရန်စီစာကြောင်းလာတယ်ဟို တခုခုဆိုကျမလေးဘလောက်တောင်စီစားကြအောင်လဲဆိုဇွန်းနေပကံနေအနမ်းတက်တဲ့အချိန်တွေပါဖြစ်လာဇွန်းနေပကံနေအနမ်းနည်းနည်းလေးမှဆိုရင်တော့မရအောင်ဇွန်းနေပကံနေမှာလေနည်းနည်းလေးစီစားကြအောင်လာအသက်ကြီးလာဇွန်းနေပကံနေရေစည်းစက်နေဆိုမရအောင်အဲ့ဒါအိမ်မှာဆိုပကံပိုးသက်ဆက်ထားရတယ် ပကံပိုးသက်ဆက်တဲ့ပကံစေးစေးပြီးသွားပြီဆိုလို့ရှိရင်အချောက်ခံပြီးတာနဲ့ပကံပိုးသက်ဆက်တဲ့ကိုထက်ပကံပိုးသက်ဆက်အနံ့အသက်တွေပြအောင်လို့မလို့အဲ့ဒါကလေးတွေကိုပကံဟွာဖြစ်ကန်နေကြပကံနေစုံနေနန်းကြည့်နော်နန်းကြည့်ပြီးမှချဆိုတော့အဲ့အနံ့အသက်တွေကိုကိုမခံနိုင်တော့တာဟုတ်ကဲ့ဘလောက်ဆိုတနေ့တစ်ခါပကံပြောင်းအောင်ဟုတ်တယ်တနေ့တစ်ခါလည်းပကံပြောင်းမယ်ကျောပကံဟောင်းရင်လည်းမစားခြင်းဘူးသိလားအရန်စီစားကြောင်းလာတာပကံဟောင်းရင်လည်းမစားခြင်းပကံဆိုအစ်စ်မှသိလားအဲ့လို ။နောက်ကျမအိုးပဲခတ်ခွက်ပဲနဲ့ပေးရင်လည်းကျမမကြိုက်ဘူး။လေပင်ကျိုးစေးလေးတဲ့အမကြီး။အိုးပဲခွက်ပဲနဲ့လေကျမပကန်းနေပါလေဒီလိုမျိုးပဲ့နေရလို့၊ကွဲနေရလို့ဆိုကျမမကြိုက်ဘူး။ကျမမစားဘူး။အဲ့လိုမျိုးသိလား။အိုးပဲခွက်ပဲနဲ့စိုက်နေပါလေသွားလဲအဲ့လိုပဲ။အဲကျမအိုးပဲခွက်ပဲနဲ့တော့ကျမမစားဘူး။နည်းနည်းလေးလူတယောက်ကတယောက်သူ့သူ့သူ့ရဲ့ဂျိုးလေးတွေပေါ့လေသိလား။ဆိုတော့အခုအဲ့ဒါလေးရဲ့ဒဏ်ကိုခံရတာခံရတာအိမ်မှာအရင်တော့ဆိုရုံငန်းထဲကိုခေါ်တယ်ဟိုဥစားလေကီကီတို့မမီနီတို့လေနောက်သူတို့အနှံ့ရှိတော့လေ ကျမတို့ရုံငန်းနဲ့လှောင်နေလေးတည်လားတကောင်နှစ်ကောင်တော့ကတော့မမီနီတယောက်တည်းတော့လည်းပြဿနာမရှိခိကီတော့လည်းပြဿနာမရှိလင်မွန်သီး၃ကောင်လောက်ထိအဆင်ပြေသေးတယ်။၅ကောင်ကြတော့အဆင်မပြေတာတော့ဟိုဂျပူမလေးနဲ့ဟိုတရုတ်မနဲ့နောက်တစ်ခါဟိုဟာနဲ့မွေးလာတဲ့အချိန်မှာဘလုံးကအဆင်မပြေလာတော့အဆင်မပြေလာတော့အပြင်ထုတ်ရတော့တာမခံနိုင်တော့လို့အနှံ့နေဆိုချက်နဲ့ဆိုချက်နဲ့အနှံ့နေမခံနိုင်တော့လို့ယွန်တက်လာတယ်လေတည်လားဟိုဟာဖြစ်လာတော့အနှံ့အသက်တည်းလေးလေဓမ္မနောက်လုံတော့ပို့ဆိုးတယ်အဲ့လိုမျိုးအဲ့ဒါ နှလုံးညာမကောင်းတော့အကွေးတော့မတန်တန်ခံအောင်မအိမ်မသူ့မကတန်ခံပေါ့ခွေးစွစ်စပောင်ဘလောက်ဖြစ်သွားလဲမိလေ၁၂လား၁၁လား၁၂ကောင်၁၂ကောင်ဆိုတဲ့ဒန်ချီအားသေးအောင်စဉ်းစားကြည့်ကြည့်လိုက်တော့ဟုတ်ပါအမိုင်းညို့ဘူးလားစဉ်းစားလို့အန်ဒီအန်အန်ဒီတော့မိုင်းအန်နာပါဟုတ်ကဲ့အန်နာဖုန်းလိုက်တယ် 哎嘞，都看不到谁报道了嘛？应该是啥子？哈哈哈哈哈哈！云南妹妹，云南妹妹，阿下的那家都张开了，对啦，阿么嘞？到那山没影嘞？我觉得这样式，我觉得这样子吧，就是这样子式了，对啦，阿么嘞？哎，山那岗位七阿弟阿祖，你那忙没忙？阿讲我们那岗位，都没干呢，你话别的了。 အမမမားလည်းမမမီးမွေးနေကြလို့ရှိရင်ဒီမှာတိရစ္ဆာန်တွေအလူလုံးနေတယ်ငါပြောဖိရတာ။ဒါကြီးရတူဝေးတာကသူ့ကိုမဆိုတော့လည်းမမမီးတွေအတူဝေးနေရတယ်ကျန်ရ6ရက်လာသူပြောမှလည်းပြောဆိုအတူဝေးနေဒီဟာဒီမှာတော့အလူလုံးပေးပေါ့အဲ့ဒါကိုတဲ့တိရစ္ဆာန်ကြီးရပါလိမ့်မယ်လို့အဖေရနေငါဘယ်လက္ခဏာအေးလဲလို့အဲ့ဒါမဟုတ်သူ့လည်းပြောထားအခုသူကမွေးနေဆိုအရင်ဆိုအဲ့ဂေဟာကြီးတော့တော့လူတဲ့ นี่ตู้ไอ้น่ะหลุลายอมายตู้ตาหลุลายอ่ะอะกูบอกไม่รู้เลย เฮ้ยแล้วปุ๋นนี่ย้ายลงมามาမိုင်းတင်းတို့ပြောရလေဟဲ့ဂေဟာသွားမနေနဲ့တော့အိမ်မာနေဆက်နှစ်ကောင်ကိုဟာကိုသာနိုင်အောင်ကြွေးလို့အဲ့ဒါအခုကိုကဝင်ထမ်းရတယ်သူ့ကိုလေမင်းလေးအန်တင်းပြောထားပါလေတလာကြားတစ်ခါလာပေးမယ်လို့ပြောထားတာအဲ့ဒါအစာဘိုးကလေတလာကြားတစ်ခါလို့တမီးလက်ကျွေးရရင်မြေးနေတာကလာဟုတ်တယ်တိလားတမီးကဘာလဲအမလေး နောက်လေတင်းရကြုံရပန်းတာလေတိလားအဖြေအဖြေရှာမရအောင်ပန်းသွားနိုင်လေတိလားဒီလိုလိုက်ကားတွေအဲ့လိုမျိုးတွေအကုန်ပန်းသွားတာလေအဖြေရှာမရအောင်သူ့ဆိုခေါင်းစည်းကြိုးတွေဘာတွေအကုန်လုံးထဲမှာပန်းထားတာတိလားအကုန်လုံးသူ့နာနန်းနေနန်းနေနန်းနေအဖြေရှာသူ့ခေါင်းစည်းကြိုးမှာသေးတယ်တိလားအဲ့လိုအဲ့လိုအဲ့လိုအင်ဂျီမာအဝေစာမာတိလားတင်းချောက်တင်းချောက်တွေချောက်သွားပြီလေမသိတော့ဘူးတိလားမိုင်းပေါက်ပြီးသွားလို့ချောက်သွားရင်လည်းမသိတော့ဘူးလေ သိလားအမလီတရိတ်ဆန်ရဲ့ဒဏ်ကလေခံရတာပြောမနေနဲ့တော့ဒါကြောင့်မလို့လေအမလီကျွန်တော်တို့ခြံကျဲလို့သားရဲ့အမိုင်ခြံကျဲလို့သားရဲ့လေဘယ်လိုလုပ်လို့မလဲသိလားအဲ့ဒါတော့မခြံနေမှလေမိုးရီဆိုပို့ဆိုရဲညှီဆိုပြီးဒီချီသိရလေသိလားနွေဆိုနည်းနည်းလေး6တော့မှနေပူနဲ့6သွားရင်ကျုံးဝပြူရတာလွယ်သေးတယ်လေမိုးရင်းဆိုညှီဆိုးနော်ဟာနှလုံးနေရာမကောင်းဘူးသိလားအဲ့လိုမျိုးမလေးယွန်းနေယွန်းနေ တစ်ခါတလေကြတော့နှလုံးနေမကောင်းလာတော့လေဟုတ်လားငငယ်တုန်းကဆိုမကြောက်ဘူးကျမတို့အဲ့လိုလည်းမဖြစ်ဘူးငငယ်တုန်းကတော့လေမိုးရင်းဆိုမတွေ့ဘူးလားဟိုကျမတို့ညောင်လေးပြန်มาနေတော့ဆိုငားလေးပါလေညာငမားကြိတ်ပါလေညာမလေးမြေကြီးကိုဆွဲလန်လိုက်တီကောင်းလေးပါလေဆိုလေငမားကြိတ်တွေဘောက်ဆိုကောက်ထဲတာငငယ်တုန်းကသိလားလင်းသုံးလေးတန်းလောက်တုန်းကလေအခုဆိုမြင်တာနေနေမိုင်းနှလုံးနေရလေမကောင်းတော့ဘူးအသက်အရွယ်ရာစကားပြောတာသိလားငငယ်တုန်းကတော့လေနှစ်တန်းသုံးတန်းတုန်းကကြတော့လေအဲ့လိုတွေလုတ်ပြတာသိလားအခုဆိုပါစကပြောင်းလိုက်တာနေရင်ကို မခံနိုင်တော့တာအဲ့လိုတွေဖြစ်တာအဲ့လိုအဲ့လိုအဲ့လိုဆိုတော့အဲ့ဒါဟိုဂေးဟာဒီပိုင်းသွားလူမယ်ဆိုရင်အဲ့သူသူသူစီသားလူကြောင်မြောင်းပိုင်ရှင်ကျွန်မပြောကသူကလည်းဂေးဟာသွားသွားလူလို့မီးလေးလေးကြာလေးဂေးဟာမသွားနဲ့ဟေးကို့ဟာဒီသားကို့နိုင်အောင်ကျွေးနော်ကို့ဟာဒီပဲကို့အရင်ထမ်းအောင်လို့အဲ့ဒါလို့အဲကို့ဆက်နှက်ကောင်ပဲကို့ကျွေးအစာဘောကသူဟာဒီကထမင်းလည်းမစားဝင်းလည်းမစားအောင်ကြက်ကြော်ဝဲကျွေးတယ်ဆိုလဲဆိုင်ရွေးသေးတာသိလားအင်းကြက်ကြော်ဆိုလဲဆိုင်ရွေးသေးတာမကြီး ကြုံရကြက်ကြော်မစားဘူးဘယ်ဆိုင်ရကြက်ကြော်မှာအနံ့ပါရင်မစားဘူးဘင်ဟာပါရင်မစားဘူးအဲ့လိုမျိုးတွေရှိသေးတာလူဘားတွေဝါတာခွေးဘားတွေကြောင်ဘားတွေဝါတာဆိုတာပြောမနေနဲ့တော့ဝသားမစားဘူးတဲ့ကြောင်ကလည်းရှိသေးတယ်ဝသားမစားတဲ့ကြောင်နဲ့ငါမစားတဲ့ကြောင်နဲ့အဲ့လိုတွေကြောင်နဲ့ငကြောမကြိုက်တဲ့ကြောင်မိုက်တရားလည်းရှိသေးတယ်အမလီတိရိစ္ဆာန်ရဲ့ဒဏ်တော့ပြောမနေနဲ့တော့သိလားပြောမနေနဲ့တော့ကျမတို့လည်းလေအဲ့ဒါအသက်ကြီးကမှလည်း နှလုံးနေမကောင်းတော့ဘူးတိလားမခံနိုင်တော့အဲ့ဒါလေသူ့ဖေကမွေးကျင်နေတဲ့အိမ်မှာလေတားသမီးတွေ passion နေဆုံးသွားတဲ့ခါကျတော့လေထပ်မွေးကျင်နေကျမပြောကျမဓာတ်မခံနိုင်တော့ဘူးအဲ့ဒီဓာတ်နေကျမအခုအသက်ကြီးလာတော့နှလုံးနေမကောင်းတော့ကျမယွန်းတတ်တယ်တိလားမခံနိုင်တော့ဘူးတော်ပါတော့လို့ဆိုပြောရတယ်အဲ့ဒါအဲ့လို